မွေးနေ့ရမြတ်မှာတောတုဇနယဟန်တန်ကသီလရှင်နေအပြင်ငလင်ဘေးတင်ပြည်သူတွေအတွက်အလွန်ငွေဒေါ်လာတသောကနအုပ်လူတန်းချင်းပြုလုပ်ခဲ့တဲ့ဆရာတော်ရှင်ကုမာရအားလုံးပဲမင်္ဂလာပါ MCD.news channel ကနေကြိုဆိုပါရစေ။ဧပြီလ9ရက်မှာကြာရောက်တဲ့ဆရာတော်ရှင်ကုမာရဦးစင်ဘလူမွေးနေ့မှာသင်္ကန်းချွတ်မြွနယ်ရှိတောတုဇနယဟန်တန်ကတော်တွေမသီလရှင်နေကို ဆုံးစံတော်လောင်းလိုခြင်းနဲ့မရှိစင်ရသောအခြေခံလူဒန်းစာတွေစိုက်ကသမားတွေကိုအခြေခံစားကုန်တွေလူဒန်းခြင်းဖြင့်ငလင်ပေးတင်ပြည်သူတွေအတွက်ဒေါ်လာသသောင်းလူဒန်းခြင်းကိုရန်ကုန်မြို့တာမွေလေးရပ်ကွက်ရှိအလို့တော်ပြည်ချောင်းတိုင်းမှာကျင်းပခဲ့ပါတယ်။ဒီကနေ့ကတော့ဦးစင်ရဲ့မွေးနေ့မွေးလမွေးရတိုက်တဲ့နေပါဦးစင်အနေနဲ့အလို့တော်ဆရာတော်ဘုရားကြီးဥဒိတ်တာပြီးတော့ဆရာတော်ကြီးတည်ထောင်ဖွင့်လှစ်ထားတဲ့ကြောင့်ရှိတောတုဇနာစာသင်တာတွေရဲ့သင်ခန်းကျမ်းမြွနဲ့ရှိတောတုဇနာရဟန်းတန်ခါတော်တွေနောက်ကြိုက်ကစံကမေတိလာရှင်တွေကိုစိုက်ကားစရာ အနေသမားတွေကိုမရှိစေရတာတနေ့လုံးမှတနေ့စားရတယ်။တနေ့9000တောင်ရဖို့ကမလွယ်ပါဘူး။တော်တော်ရုန်းကန်ရသူတွေကိုအခြေခံစားကုန်တဲ့ရဟန်းတန်ကားကိုစွန့်စံစိန်လောက်လှူထားပါ။ငလင်ပေးသိမ့်ပြည်သူတွေအတွက်လည်းပြည်ပအလုံးွေဒေါ်လာတောင်ကိုကနဦးလို့ဖြစ်ပါတယ်လို့အလို့တော်ဆရာတော်ဘုရားရဲ့တပည့်ရင်ဆရာတော်အရှင်ကုမာရဦးစင်ဘလူကမိန်ပါတယ်။အစောပါလို့ကန်နာမှာတော့နုပညာရှင်တွေဖြစ်တဲ့နိုင်လို့တာကန်စိုးရောင်စိန်နှင်းဖုန်ရှန်ဥက္ကကျော်စိုးတေဟော ဖေဖော်ဝါရီမှာတန်စင်မောင်စတဲ့တော်ကတက်ရောက်ပြီးတော့စွန်စံစိန်ပဲမြို့မြို့ကော်ဖီခေါက်ဆွဲကြောင့်ဘူတီကော်ဖီစားတဲ့အသိဉာဏ်အနေနဲ့ရိုက်ရက်ဒီကိုလောင်းလုခဲ့ကြပါတယ်။ဆရာတော်ကလည်းမကြခင်မှာငလင်ပေးတင်ပြည်သူတွေကိုငွေကြေးတချို့တောက်လူတန်းမှုတွေကိုလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အဆုံးထိကျွွှန်နာစင်ပရပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။